အလုံးအလုံးဝင်းမင်္ဂလာပါဗျာ JDS channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ရူရန်လက်ဝိလောကအတွက်အကျွေးဆက်ပေးရမယ်ဆူလင်းဦးရဲ့အကြောင်းနဲ့အတူထိုင်းမီဒီယာတွေရဲ့ပွဲရှာတဲ့မိခွန်းကိုဆူလင်းဦးအနေနဲ့ပါပါနှက်နဲ့ဖြည့်ဆူသွားခဲ့တဲ့အကြောင်းနောက်ပွဲအတွက်လိချင်ရေပြန်ဆနေပြီဖြစ်တဲ့မာတင်ငှို့ရင်ရဲ့အကြောင်း ကြပ်ဖြတ်ချင်းပြင်းမဖြစ်ခဲ့ပေမဲ့လည်းခရစ်ရှန်လီနဲ့ပွဲတယ်ပြီးဖို့တောင်းဆိုလိုက်တဲ့အလီပါရာဆာလော့ရဲ့အကြောင်းဟော့ချာကပ်ချက်နဲ့ပွဲမှာချွေးတော်မထွက်ခဲ့ဘူးဆိုတဲ့အိုမာခင်းရဲ့အကြောင်းနဲ့တုံနိုင်ရဲ့အတွင်အစားဝင်ထိုးခဲ့ရလို့မကြည်ပွဲပြန်ထိုးတက်ချင်နေတဲ့ဒန်အဂီးရဲ့အကြောင်းတို့ကိုစူးစီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဆိုလင်းဦးဟာဆိုရင်တော့ဖုံစီရီကိုဒုတိယအချီမာတင် အလဲထိုးနဲ့အနိုင်ယူနိုင်ခဲ့ပြီးတဲ့နောက်မှာ ဝမ်ချမရှိရဲ့ဒေါ်လာတသိန်းတန်စာချုပ်ကန်လန့်ချင်းကိုခံလိုက်ရပြီဖြစ်ပါတယ်။ဒါကြောင့်ဆူလင်ဦးကို1 Friday Fight တွေမှာတွေ့ရတော့မှာမဟုတ်ပဲဝမ်ချမရှိရဲ့ပွဲကြီးတွေမှာထူးတက်တွေ့ရတော့မှာပါ။ OB အစ်မြင့်တဲ့ပြန်ဖက်တွေနဲ့လည်းရင်ဆိုင်ရဖို့ရှိနေပါတယ်။နောက်ပွဲမှာဆူလင်ဦးရဲ့ပြန်ဖက်ကဘလူဖြစ်လာမလဲဆိုတာနဲ့ပတ်သက်ပြီးပြည်သက်တွေရဲ့စိတ်ဝင်စားမှုတွေကလည်းမြင့်တက်နေပါတယ်။ လက်ရှိမှာဆိုလင်းဦးနဲ့ပွဲဖြစ်နိုင်ခြေရှိတဲ့ဖိုင်တာတူဦးတော့ရှိနေပါတယ်။သူကတော့မွေထိုင်းလောကဝိုင်းဖိုင်တာကြီးတူဖြစ်တဲ့ Lion Harrison ပဲဖြစ်ပါတယ်။ Lion Harrison ကအသက်38နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Bitain Fighter တူဦးပဲဖြစ်ပါတယ်။အသက်အရွယ်ရတော့နေဝင်ချိန်ကိုရောက်နေပြီဖြစ်တဲ့ဖိုင်တာလို့ပြောလို့ရပါတယ်။သူကမွေထိုင်းချန်ပီယံ၃ချိန်ဖြစ်ထားဖူးပါတယ်။သူရဲ့ထိုးတက်ပုံကတော့ အကျဉ်းရင်ဆံပြီးတောက်လျှောက် PRP ထူတက်တဲ့ပုံစံမျိုးပါတော့ပေမဲ့အသက်အရွယ်အရတော့အကောင်းဆုံးအနေထားမှာရှိမနေတော့ပါဘူး။ Lion Harrison က1 Championship ကို2018မှာစရောက်လာတာပါ။သူက1 Championship လက်အောက်မှာငါးပွဲထုတ်တထားပြီးရလက်ပိုင်းကတော့အားရစရာမကောင်းပါဘူး။သူက1 Championship မှာနှစ်ပွဲနိုင်ပြီး၃ပွဲအထိရှုံးနေထားတာပါ။နောက်ဆုံးပွဲအဖြစ် ဒီခေတ2022ခုနှစ်မှာထူးတက်သွားခဲ့တာပါအဲ့ဒီပွဲမှာဆိုရင်တော့ထိုင်းဝိုင်းရင်ဖိုင်တန်ကြီးတူဖြစ်တဲ့နောင်အိုကိုရှုံးနေထားခဲ့ပါတယ်သူအနေနဲ့လည်းပွဲဝေးနေတာနှစ်နှစ်လောက်ရှိပြီဖြစ်တယ်လို့အသက်အရွယ်အရလည်းရနေပါပြီဒါကြောင့်ဆူလင်းဦးအတွက်အရင်ကြီးခက်ခဲမဲ့ပြန်ဖက်တူလို့တော့မမြင်မိပါဘူးဆူလင်းဦးနဲ့ Lion Harrison တို့ကိုပွဲဖြစ်နိုင်စေတဲ့ဇလန်တပုတ်တော်ရှိနေပါလေ အရကတော့ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ Line Harrison ကယူရန်လက်ဝိကို လူတိရှင်ကြားဝေဖန်ခဲ့ပူပါလေ။ဒါကြောင့်ပရိသတ်တွေကလက်ဝိလောကအတွက်ဆူလင်းဦးကိုအကြွေးဆက်ပေးစီချင်နေကြတာပါ။ဝမ်ချမစ်ရှိကလည်းဒီလိုဆက်လန်လေးတွေကိုသဘောကျပြီးပရိသတ်တွေကိုလည်းဆွဲဆောင်နိုင်တာကြောင့်ပါ။ဆူလင်းဦးနဲ့ထိုးဖို့အတွက်တင့်ရှိတဲ့ဆူပြီး Line Harrison ကလည်းတုံ့ပြန်ထားပါလေ။ ဒါကြောင့်ဝမ်ချင်မရှိကဖွဲ့တဲ့ပြပူတာလူတော့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ Thai Media တွေရဲ့ပွဲရှာတဲ့မိကွန်းကိုဇူလင်ဦးအနေနဲ့ဖြီးသွားခဲ့တဲ့အကြောင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ Fighter တွေကပြိုင်ပွဲတွေပြီးသွားရင်သက်ဆိုင်ရာမီဒီယာတွေနဲ့သတင်းစာရှင်းလင်းပွဲပုံစံမျိုးပြုလုပ်ကြရပါတယ်။ဇူလင်ဦးကတော့ဖွန်စီရီနဲ့ပွဲအပြီးမှာဆိုရင်မီဒီယာတွေနဲ့သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ရပါတယ်။ထိုင်းနိုင်ငံမှာကျင်းပတဲ့ပွဲဖြစ်တာကြောင့် ထိုင်းမီဒီယာအများစုဟာသတင်းလာယူကြပါတယ်။အဒီမှာဘာကိုတွေ့ရသလဲဆိုရင်ထိုင်းမီဒီယာတွေကဆူလီဦးနဲ့ရော့ထန်ဇလန်ကိုဖန်တီးချင်နေကြပါတယ်။ရော့ထန်ကထိုင်းနိုင်ငံရဲ့ပြည်သက်အားပေးမှုအခမ်းအနားဆုံးမွေထိုင်းဖိုက်တာဖြစ်တယ်လို့ဆူလီဦးကလည်းမြန်မာပြည်သက်တွေရဲ့အချစ်တော်ပါ။ဒါကြောင့်သူတို့ကဒီဇလန်ကိုဖန်တီးပြီးပြည်သက်တွေကိုစိတ်ဝင်စားမှု မြင့်တက်အောင်လုပ်ချင်နေတာပါ။ ဇူလင်းဦးဟာလက်ရှိဝမ်ချင်မရှိမှဆိုရင်ဗန်တန်ဝိတ်တန်မှာထုတ်တက်နေတာပါတော့ပေမဲ့သူ့အနေနဲ့ရော့ထန်ရဲ့ဝိတ်တန်ဖြစ်တဲ့ fly ဝိတ်တန်ကိုစင်ထူနိုင်ချေလဲရှိပါတယ်မီဒီယာတွေကဇူလင်းဦးကိုရော့ထန်နဲ့ထူးချင်းတလားဆိုပြီးမိခဲ့ကြပါတယ်တော့ပေမဲ့ဒီမိခွန်ကိုရော့ဇူလင်းဦးကဖြီးသွားခဲ့ပါတယ်ဇူလင်းဦးကရော့ထန်ကိုသူကိုယ်တိုင်ကလည်းသဘောကျပြီးစောင့်ကြည့်ဖြစ်တယ်လို့ဖြေခဲ့ပါတယ်ဒီလိုဖြေပြန်တော့လဲ Thai media တွေက ရောထံကိုလေးစားအတုယူရတဲ့ဆူလင်ဦးဆိုပြီးတရင်ခေါင်းစဉ်ကိုလူရဆွဲတက်ခဲကြပါတယ်သူတို့ကမွေထိုင်းကို မြင့်မြောက်ပြီးရိတ်ခဲကြတာဖြစ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်အောင်မြင်လာတာနဲ့အမျှမီဒီယာတွေရဲ့ဖိအားတန်းတွေကိုလည်းခံရတာလည်းတဘာဝပဲဖြစ်ပါတယ်သူတို့ရဲ့မြောက်ပြောတာတွေကြားမှာမတရားတောင်းဖို့လိုတယ်လို့ဝီဖန်တက်ခိုက်လာရင်လည်းဂိူးမဆိုင်ပဲကိုလုတ်စရာရှိတာကိုပဲလုတ်ဖို့လိုအပ်မှာဖြစ်ပါတယ် ဇလက်ပြီးတော့နောက်ပွဲအတွက်လိချီရီပြန်စတင်နေပြီဖြစ်တဲ့မာတင်ငွေရဲ့အကြောင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်မာတင်ငွေဟာတချိန်တုန်းကဝမ်ချင်မင်းရှစ်မှာဝိတ်တန်ကုရဲ့ချန်ပီယံဖြစ်ခဲ့တဲ့ဖိုက်တာပါလဝိတ်ချန်ပီယံခပ်ပတ်ကိုတော့ဖြုတ်ချခံခဲ့ရတာဖြစ်ပြီးဖေဒါဝိတ်ချန်ပီယံခပ်ပတ်ကိုတော့တန်လီကိုရှုံးနိုင်ခဲ့အပြီးမှာလက်လွတ်ခဲ့ရတာပင်ဖြစ်ပါတယ် ဲ့ဒီနောက်ပိုင်းမှာမာတင်ငူဟာချန်ပီယံခပ်ပတ်စင်ခေါ်ဖို့ပြန်ကြိုးစားနေခဲ့ရပါတယ်။ယခုနှစ်အစောပိုင်းကဂျင်ပါပြုလုပ်သွားခဲ့တဲ့1165ပြန်ပွဲမှာတော့မာတင်ငွေဟာဖေဒါဝိတ်တန်ရဲ့ဂေါင်ပိုင်းဖိုင်တာတအုပ်ဖြစ်တဲ့ဂယ်ရီထွန်နန်နဲ့ထူးတက်ခဲ့ရပါတယ်။ကမ်မကောင်းဇွန်နဲ့ပဲပထမအချီမပြီးခင်လိုက်မှာပဲချုပ်ွက်နဲ့မိပြီးရှုံးနေသွားခဲ့ရပါတယ်။ဂယ်ရီထွန်နန်ကလည်းတော်တော်လီပန်းနဲ့တာတွေ့ခဲ့ရပါတယ်။မာတင်ငွေရင်တတိလွတ်သွားချိန်မှာပဲ နောက်ကနေရီယန်နက်ကချုပ်ရအောင်ယူပြသွားခင်တာဖြစ်ပါတယ်။ဒီရှုံးပွဲကြောင့်မာတင်ငှူရင်ရဲ့ချန်ပီယံအိမ်မက်ကတော်တော်လေးအလံဝေးသွားခဲ့ပြီလို့ပြောလို့ရပါတယ်။တိုးပေမဲ့လည်းမာတင်ငှူရင်ကတော့လမ်ရှော့တီပဲကျူးစာအုံမဲ့အနေထားမှာရှိနေပါတယ်။လက်ရှိမှာဆိုရင်တော့မာတင်ငှူရင်ဟာလီချင်းရီတွေပြန်ဆနေပြီဖြစ်ပါတယ်။သူအနေနဲ့အမေရိကန်ကိုတွားပြီးအောင်လာတို့ရဲ့ခိခလစ် app စီမှာလေ့ကျင့်ပြင်ဆင်တော့မှာမဟုတ်ပါဘူး။ ဩစတြေးလျကနေပဲ VNN ကိုရောက်လာပြီးတော့ Saigon Sport Club မှာပဲလေ့ကျင့်နေတာဖြစ်ပါတယ်။ Saigon Sport Club ကလည်း VNN ရဲ့နာမည်ကြီးအဖွဲ့အစည်းတစ်ခုပါ။ VNN ကထိပ်တန်းဖိုက်တာအများစုကအဲ့ဒီကနေပေါ်ထွက်လာတာလည်းဖြစ်ပါတယ်။ထုံမီအောင်ရဲ့ပြင်ဖက်ဖြစ်တဲ့ Tranquet Tran ဆိုတာကလည်းအဲ့ဒီကနေထွက်ပေါ်လာတာပါ။ Martin Huy ရဲ့အနေနဲ့ခပ်ပလူခွင့်အတွက်ကတော့အစကနေပြင်ကြိုးစားရတော့မှာဖြစ်ပါတယ်။ သူအနေနဲ့ Gary Thornango ရှုံးနိမ့်အပြီးမှာစိတ်တပိုင်းထိခိုက်မှုတွေလည်းရှိခဲ့ပါတယ်။ဒါ့အပြင်အသက်အရွယ်နဲ့လက်ရှိဆွမ်းဆောင်ရည်တွေအရာကတော့အများကြီးမျောလင့်ထားလို့တော့မရပါဘူး။ဆက်လက်ပြီးတော့ဂျာပြက်ချင်ပြင်းမဖြစ်ခဲ့ပြီးမဲ့လေ Christian Lee နဲ့ပွဲတည်ပြီးဖို့တောင်းဆိုလိုက်တဲ့ Alipa Rasa Loe ရဲ့အကြောင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ မကြတိခင်ကပဲဂျင်ပါပြလို့တောင်းခဲ့တဲ့159 23ပြိုင်ပွဲရဲ့ကောင်းပွဲမှာဆိုရင်တော့အလီဘာရဆာလော့က OK ရီယင်ကိုအမနဲ့အနိုင်ရရှိခဲ့ပါတယ်။ဒီနိုင်ပွဲကြောင့်သူကရှုံးပွဲမရှိစန်ချင်းကိုဆက်ထိန်ထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းနှမျောပုကောင်းတာကသူ့အနေနဲ့ဂျားဖြတ်ချန်ပီယံဖြစ်မလာခဲ့ပါဘူး။ပွဲမတိုင်ခင်ဝိတ်ချင်ရမှာဝိတ်ပူနေတာကြောင့်စီးမြင့်အရာဂျားဖြတ်ချန်ပီယံမဖြစ်တာပါ။ ဝန်ချင်းမရှိကဂရရှင်လီပွဲပြန်ထိုးတဲ့အချိန်ကျရင်အစင်တင့်ဖြစ်အောင်ဂျာဖြတ်ချင်းပြန်ရွေးဖို့လုပ်ခဲ့ပြီးမဲ့လေဂျာဖြတ်ချင်းပြန်အတစ်ကတော့မပေါ်ထွက်လာတာအခက်တွေ့နေရပြီဖြစ်ပါတယ်။အလီဘာရာဆာလော့ကတော့ဂျာဖြတ်ချင်းပြန်မဖြစ်ခဲ့ပြီးမဲ့လေခက်ပတ်လူခွင့်ရချင်နေပါတယ်။သူကဂရရှင်လီနဲ့ပွဲတဲပြီးဖို့အတွက်ဝန်ချင်းမရှိကိုတောင်းဆိုသွားခဲ့ပါတယ်။ကျွန်တော်ခက်ပတ်လူခွင့်ရချင်ပါပြီ။ဂရရှင်လီနဲ့ပွဲတဲပြီးလိုက်ပါ။ကျွန်တော်ဘက်ကတော့အစင်တင့်ပါပဲ။ ရစ်ရှင်လီမမဟုတ်ပါဘူးခပ်ပကင်ထားတဲ့ဘတုကိုမစူကျွန်တော်ထူးတက်သွားမှာပါကျွန်တော်ရဲ့ပြစ်မကချင်းပြင်းတူဦးဖြစ်ဖို့ပါပဲဆိုပြီးအလီဘာရာဆာလော့ကပြောဆိုသွားခဲ့ပါတယ် ချပြတ်ချင်းပြင်းမဖြစ်ခဲ့ပေမဲ့လည်းအလီဘာရာဆာလော့ကအနိုင်ရရှိခဲ့တာကြောင့်ခပလူခွင့်ပေးနိုင်ချေတော့ရှိပါတယ်။ထို့ပေမဲ့လည်းစီးမြင်တွေကလည်းထက်တွင်စဉ်းစားဖို့လိုနေတာကြောင့်တေချာပေါက်ကြီးတော့ပြောလို့မရသေးပါဘူး။ One Championship ကဘလို့စီစဉ်မလဲဆိုတော့ကိုစောင့်ကြည့်သွားရတော့မှာပါ။ဆက်လက်ပြီးတော့ဟော့ချခပ်ချွတ်နဲ့ပွဲမှာ3ဒေါမထွက်လိုက်ဘူးဆိုတဲ့ဥမာခင်းရဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ ဝန်ချမရှိရဲ့ပွဲပိတ်ပုံစနစ်ကတော့တော်တော်လေးဝေဖန်ချင်းစရာကောင်းနေပါလေသူတို့မျက်နှာတာပြီးတဲ့ဖိုင်တာတွေဆိုရင်တပွဲမထူရတီးခင်မှာနောက်တပွဲတဲပြီးတက်တာမျိုးတချို့ဖိုင်တာတွေကြတော့လေပွဲထိုင်တောင်းနေတာတော့မှပွဲကလုံးဝမရဘဲဖြစ်နေခဲ့ရတာပါဝန်ချီမရှိပကအနာတူမီမာလီခင်းရဲ့ခပလူပွဲတဲပြီးထားတဲ့အိုမာခင်းကိုဒီလာထင်းမှာဂျင်ပါတဲ့159 23မှာလဲပွဲပြီးခဲ့ပါတည်တယ် တနိုင်ငံထဲနာဖိုက်တာတူဖြစ်တဲ့ဘော့ချာကပ်ချွတ်နဲ့ကစ်ပေါ်ဇင်ပွဲတဲပြီးခဲ့တာဖြစ်ပါလေဘော့ချာကပ်ချွတ်ဆိုတာကစင်နီဂေါတိုက်ခိုက်ရေးလောကမှာနာမည်ကြီးတဲ့ဖိုက်တာဆိုပြီးမဲ့လေတိုက်ခိုက်ရေးပုံကတော့တော်တော်လေးဆူရွာခဲ့ပါလေသူရဲ့ပုံစံကသူနေတာနဲ့မတူဘဲတစ်ဖက်ပြိုင်ဖက်ကိုလိုက်ရိုက်တလို့ဖြစ်နေပြီးကျူဝိုင်းတိုင်းတတိပေးတော်ကိုပါခံခဲ့ရပါလေပရမချီမာရင်အိုမခင်ကအလဲထူအနိုင်ယူလိုက်ပါလေ ဘူမခင်းကိုရင်ကလည်းဒီပွဲကသူ့အတွက်အလွယ်ကူဆုံးပွဲဖြစ်ခဲ့ပြီးထွေးတော်မထွက်လိုက်ဘူးလို့ပြောဆိုသွားခဲ့ပါလေဒီပွဲကကျွန်တော်အတွက်အလွယ်ကူဆုံးပွဲပါပဲထွေးတော်မထွက်လိုက်ပါဘူးဒါပေမဲ့ကျွန်တော်ပြိုင်ဖက်ကစီနီဂေါမှာတော်တော်လေးနာမည်ကြီးပါလေသူ့ကိုမတိတဲ့သူမရှိပါဘူးဒါပေမဲ့သူကကျွန်တော် level မျိုးမဟုတ်ပါဘူးအနိုင်ရတဲ့အတွက်လည်းပျော်ရွှင်ပါတယ်ဆိုပြီးဘူမခင်းကပြောဆိုသွားခဲ့ပါတယ် ဇလပီတော့၃နိုင်ရဲ့အတွင်းအစာဝင်ထိုးခဲ့ရလို့မကြည်ပွဲတောင်းဆိုလိုက်တဲ့ဒန်အဂေးရဲ့အကြောင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ပြီးခဲ့တဲ့လမှာချင်ပပြလုပ်သွားခဲ့တဲ့ UFC 303မှာတော့တွဲဆိုင်အပြောင်းလဲတွေတော်တော်လေးဖြစ်သွားခဲ့ရပါတယ်။အဲ့ဒီတွဲဆိုင်ကြီးဟာဆိုရင်ပရိသတ်တွေမျောလင့်စောင့်စားခဲ့ကြရတဲ့ပြိုင်ပွဲကြီးဆိုရင်လည်းမမပါဘူး။ဘာလို့လဲဆိုတော့ကော်နာနဲ့ချန်ဒလာတို့ကအဲ့ဒီပြိုင်ပွဲမှာဂေါင်ပွဲထိုးဖို့အတွက်အစီအစဉ်ထားခဲ့လို့ပါ။ တို့ပေမဲ့လေကော်နာကဒညာကြောင့်ပွဲကနေနှုတ်ထွက်သွားခဲ့ရပါတယ်။ကောင်းပွဲမှာအလက်စ်ပါရီယာနဲ့ဂျီရီပရိုဟတ်စကာတို့တွဲဆင်းကိုအစားထိုးလိုက်ရပါတယ်။ UFC 303ရဲ့ဒုတိယကောင်းပွဲကတော့တော်တော်လေးထူးဆန်းခဲ့ပါတယ်။ပွဲထူးဖို့၃နာရီအလိုမှပြိုင်ဖက်အပြောင်းအလဲဖြစ်သွားခဲ့တာပါ။ဘူလက UFC 303ရဲ့ဒုတိယကောင်ပွဲမှာ Brian Optekka နဲ့ Diego Lopez တို့ရဲ့ lightweight တွဲဆိုင်ကိုပွဲတည်ပြီးထားတာပါ ရိုင်းအပ်တကကဖြားနေတာကြောင့်ပွဲမတိုင်ခင်ဝိချင်းအခန်းနောက်ကိုလည်းမတက်ရောက်လာနိုင်ခဲ့ပါဘူး။ဒါအပြင်သွဲဆိုင်ကနေလည်းနှုတ်ထွက်သွားခဲ့လို့အနာနီမဒန်အကီကအစာဝင်လာခဲ့ပြီးကက်ရှ်ဝိတ်သွဲဆိုင်အနေနဲ့ထူတက်သွားခဲ့ရတာပါ။ဒန်အကီအစာဝင်ထူဖို့လက်ခံလိုက်တာကအလုံးကလည်းအံ့အားတင့်နေကြပါလေ။ဒန်အကီက၃နာရီအလုံးမှလူစားဝင်ရတယ်ဆိုပေမဲ့လည်းအကောင်ဆုံးထူတက်ပြတ်သွားနိုင်ခဲ့ပါလေ။ အချီပြည့်တဲ့အထိအနိုင်အရှုံးမပေါ်ဘဲနိုင်အဆုံးအပြည့်အထိရောက်လာမှာတော့တန်အဂီကအမတ်နဲ့ရှုံးနေသွားခဲ့ရတယ်ဆိုပြီးမဲ့လေသူလုတ်ပြခဲ့တာတွေကတော့ချီချူဖို့ကောင်းပါတယ်တန်အဂီကသူ့အနေနဲ့ပြင်းစင်ချင်းနဲလို့ရှုံးနေသွားတယ်လို့ယုံကြည်နေပါတယ်ဒါကြောင့်ဒီကိုလော့ပတ်နဲ့မကြည်ပွဲတဲပြီးဖို့အတွက်တောင်းဆိုသွားခဲ့ပြီးတကယ်လဲတဲပြီးတင့်တယ်လို့ထင်ပါတယ် web စီဘက်ကဘလို့ဆုံးဖြတ်မလဲဆိုတာကတော့စောင့်ကြည့်သွားရမှာဖြစ်ပါတယ် ။ဟုတ်ကဲ့ပါ။ဒီကနေ့မှာတော့အာကစားလောကကစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုစုစည်းတင်ဆက်ပေးသွားခဲ့တာပင်ဖြစ်ပါတယ်။အဆုံးထိကြည့်ရှုကြပြီးတဲ့အတွေ့အကြုံမျိုးအားလုံးကိုအထူးပင်ကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့ဂျိုးဆပ်ပင်ဖြစ်ပါတယ်။